Hello အားလုံးပဲမင်္ဂလာပါ။ United Shoe ကနေကြိုဆိုပါရစေ။ Fabrizio Romano ကတော့ Manchester United ကလာမယ့် New Year ဒီအပြောင်းရွှေ့မှာတခြားနေရာတွေအားဖြစ်ဖို့လိုနေတာသဘောပေါက်ပြီမယ်လေလို့ပေါ့နော်။မဖြစ်မနေဆိုသလို Center Back တယောက်ကိုအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းသွားဖို့ United ဘုတ်ဘွဲဝင်ရဲ့ကြားထဲမှာဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်တယ်။ဒါအပြင် New Year ဒီအပြောင်းရွှေ့မှာသူတို့ခေါ်နိုင်ဖို့အတွက်ကြိုးပမ်းနိုင်ခြင်းရှိတဲ့ player တွေကိုလည်း ဒါဖုန်းခေါ်တွေနဲ့ပဲဖြစ်ဖြစ်စပြီးတော့လိလာကင်းတောက်မှုတွေပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါဖော်ပြထားတယ်ဆိုတော့ United အနေနဲ့ center back တယောက်ကိုမဖြစ်မနေထပ်ပြီးတော့ခေါ်သွားအောင်မယ်ပေါ့နော်ဆိုတော့ဒါကသိပြီးတော့ဗျာအများကြီးအတင်းဘက်ကဟိုဘယ်လိုပြောမလဲပေါ်ပေါ်တန်တန်လှုပ်တင်တဲ့အရာမျိုးတွေလည်းကျွန်တော်မထင်ဘူးအထူးသဖြင့်ကျွန်တော်တို့ခံစစ်ပိုင်းမှာဆိုလို့ရှင်အားဖြစ်မှုကတကယ်ကိုလိုးနေတာထားပါတော့တိုက်စစ်မှုလိုတာတို့နော်နေရိုနံပါတ်10တွေလိုတာတို့နော်ဝင်းဘက်စ်တွေလိုတာတို့ central midfield တွေလိုတာတို့အသင်းဟာ ဆက်တဲ့နေရာမှာဆက်တဲ့နေရာဆက်တဲ့နေရာလုံးလိုနေတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုတော့ခန်းစစ်တွေအားဖြည့်ဖို့လိုတာနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားကြီးတော့ကျွန်တော်မရှိဘူးဒါပေမဲ့လို့အဲ့ဒီခန်းစစ်တွေတဲကမှာပေါ့နော်ကျွန်တော်အမှန်ကန်အားဖြည့်စေချင်တာဒီ left center back ကွယ်ကျွန်တော်လက်ရှိ MOD ရဲ့လက်အောက်မှာဒီပုံစံတိုင်းဆိုလို့ရှိရင်3 center back နဲ့ပဲဆက်ပြီးတော့ကစားဖို့ရှိတယ်ဒါဆိုလို့ရှိရင်တော့လက်ရှိ Aiden Heaven ကစားနေတဲ့ Lesandro Martinez အပိုင်းစည်းရနေတဲ့ left center back ကိုဦးစားပေးခေါ်တင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုရီခန်းစစ်မှာဆိုလို့ရှိရင်ဗျာနွေရာသီပြောင်းရွှေ့မှာ အဲဂျူနီအဗန်စ်ကအနားယူဖို့ကျွန်တော်ရှိတယ်နားနားလိုက်တော့ဆရာသမားနော်တော်ပြီနော်တော်သင့်နေပြီနော်နားလိုက်တော့နော်တော့ဂျူနီအဗန်ကျွန်တော်တို့ရှိမယ်အနားယူဖို့အတွက်ပြီးလို့ရှိရင်လင်ဒီလော့ဖ်ကိုကျွန်တော်ຫນွေမှာရောင်းမှရမယ်ဒါမှမဟုတ်လက်လွတ်မှကျွန်တော်တို့ရမယ်ဆိုတော့ဒါဒီအသင်းရဲ့ဆန်တာဘက်နှစ်ယောက်ထွက်သွားတော့မှာထွက်သွားတော့မယ်ဆိုတော့အသင်းမှာဘယ်သူတွေရှိမလဲဟယ်ရီမဂွိုင်းယားတစ်နှစ်တက်တန်းတူးထားတယ်ဆိုတော့ဆက်ရှိမှာတေးကြတယ်ဟယ်ရီမဂွိုင်းယားကျွန်တော်ဆက်ရှိမယ်လက်နီယိုရိုရှိမယ်ဒီလစ်ရှိမယ်လစ်ဆန်ဒိုမာရီနဲ့ရှိမယ်ကျွန်တော်တို့မှာ၄ယောက်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့အေဒင်ဟေဗင်ရှိမယ်ကျွန်တော်တို့မှာ၅ယောက်ရှိတယ် စန်တာဘက်9ယောက်ဟာမလုံတော့ပါဘူးဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အသင်းဘက်ကစန်တာဘက်ခေဒီခေါ်တဲ့နေရာမှာဆိုလို့ရှိရင်ကျန်တဲ့ဒီဖြားပါတော့ central sun back နေရာမှာလည်းအမှန်ကန်တကယ်ဘယ်လိုပြောမလဲ ball playing ability ကောင်းကောင်းနဲ့ queen လေကိုတက်ပြီးတော့ဆော့နိုင်တဲ့ center back မျိုးကျွန်တော်လိုတယ်ဟယ်ရီမကွိုင်းယားကအလွန်ဆုံးရှိတလပါဗျာမကွိုင်းယားကိုပွဲထွက်လူစင်းနေမှာပါသိနေတော့တယ်လို့လည်းကျွန်တော်မထင်တော့ဘူးအဲ့လိုမျိုးဆိုလူတွေပေါ့နော်ဒါမျိုးတော့အချင်းကြီးကမကောင်းဘူး ခေါ်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့မဖြစ်မနေကျူးပန်းမှာဒီအဲ့ဒီ left center back ပဲဘာလို့လဲဆိုတော့ listener Martinez မရှိရင်အတင်းရဲ့ left center back ဟာတအားပြဿနာကြီးပါတယ်เนาะပြီးလို့ရှိရင် Mazdawi ကိုလည်းကျွန်တော်က right center back မှာထားသုံးလို့ရတယ်ဆိုတော့ left center back ဒီအတင်းအတွက်အကြီးမားဆုံးပြဿနာပါအကြီးမားဆုံးပြဿနာပါဘာကြောင့်လဲဆိုတော့အခုလက်ရှိ listener Martinez မပါဘူးဆိုလို့ရှိရင်လူမရှိလို့သာလန်နီယူရိုကိုတုံးပါတာတကယ်တမ်းကအစင်ကအဲ့လောက်ထိမပြေးဘူးဘာလို့လဲဆိုတော့ဘာ progressive ball မှာမထွက်ဘူး ဆိုတော့လစ်ဆန်ဒိုမာရီနက်စ်ကလည်းဒဏ်ရာတော့မရဘူး။အေးရလို့ရှိရင်လည်းပဲဒီကောင်ကလည်းမြေ3လလောက်ပါနားရတာဆိုတော့အဆင်မပြေဘူးဗျာ။နောက်အခုဆိုလို့ရှိရင်ယာဒီကွန်တီသူနားပြီ။နောက်နွေယာဒီအပြောင်းအရွှေ့ချက်မှသူပြင်လာတော့မယ်။ဒါတော့မှကျွန်တော်တို့က risk မယူခြင်းမှုဆိုနွေယာဒီအပြောင်းအရွှေ့အသင်းရဲ့ဒီပါလေဒီယာဒီယူခြေစမ်းပွဲစဉ်တွေကိုထည့်ချင်မှထည့်မှာ။ဆိုတော့နောက်ယာဒီမှာပြန်စမှာ။ဆိုတော့ OK ပိုင်တော့ပြဿနာမရှိဘူးလေ။ဘယ်ချိန်ပြန်ရမှန်းကျွန်တော်မသိဘူး။ရရင်လည်းဒဏ်ရာအကြာကြီးရတာ။ဆိုတော့ဟို18 heavenly ကျွန်တော်တို့မှာရှိတယ်။ Eden Heaven ကိုကျွန်တော်တို့က senior player တယောက်လိုဆက်ဆံလို့မရဘူး။ပွဲတိုင်း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 ကျွန်တော်ကသူ့ကိုထည့်သုံးသွားခြင်းလို့ကျွန်တော်မရဘူး။ကစားမှတော့တိုးတက်ဖို့လူနေတဲ့အခန့်ကဏ္ဍကြီးအများကြီးပဲ။ဆိုတော့ဘာလို့ ਆ မလဲဆိုတော့တင်ကြတာတစ်ခုကတော့ဟိုဘယ်လိုပြောမလဲကစားမောင်းကောင်းတယောက် left center back ကောင်းတယောက်ကျွန်တော်တို့ခေါ်နိုင်မှကျွန်တော်တို့ရမယ်။အဲ့ဒါမှကျွန်တော်တို့အဆင်ပြေမှာ။ဒါအပြင်ပြိုင်ပွဲတွေလည်းအများကြီးကစားရမယ်ဆိုလို့ရှိရင်ဗျာ။ဟိုတပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကစားနေရတဲ့အချိန်ဒီမျိုးမှာ Eden Heaven တယောက်ထဲနဲ့အဆင်မပြေဘူး။နော် Eden Heaven နဲ့လေချာရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့မှအဆင်မပြေဘူး။ အရောက်စန်နဘက်ကတော့မဖြစ်မနေခေါ်ဝေဆိုလို့ရှိရင်ပေါ့နော်အတင်းဘက်က left စန်နဘက်ကိုဦးစားပေးပြီးတော့ခေါ်တင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ right စန်နဘက်မှာအဲ့လောက်ပြဿနာရှိတယ်လို့ကျွန်တော်မထင်ဘူးဒီလစ်လည်းကစားနိုင်တယ်အရင်အကောင်ကြီးမဟုတ်ပေမဲ့လည်းလို့ပြီးလို့ရှိရင်ယူရိုလည်းကစားနိုင်တယ်မာစတာဝီလည်းကစားနိုင်တယ်ဗျာ central စန်နဘက်မှာမကွမ်းရကစားနိုင်တယ်ဒီလစ်ကစားနိုင်တယ်အဲ့မဲ့နှစ်ယောက်စလုံးက central center back မှာအကောင်ဆုံးပုံစံဖြစ်အောင်မကစားနိုင်ဘူး။ဘာလို့လဲဆိုတော့ central center back ကကစားမကကွင်းလေကိုကျွန်တော်အနေနဲ့ပေါ့နော်တက်တက်ပြီးတော့အမ်လိုအပ်ရင်ဘောလုံးဆွဲပြေးတာမျိုး သိတယ်မလားနော်ဒါ tight space ဒီကြားထဲမှာလက်ခံတာမျိုးဘောလုံးလက်ခံတာမျိုးတွေကျွန်တော်လှုပ်သွားတာနှစ်ယောက်စလုံးကအဆင်မပြေဘူးနော်ဆိုတော့ပူကောင်းတဲ့ကစားမှလိုပါတယ်ဒါပေမဲ့လို့မဖြစ်မနေသည် left center back အလိုအဆုံပဲလစ်ချာဟာပြန်ကောင်းလာရင်ဘယ်တော့ထွက်ပြီးတော့တန်ရာရမယ်မှကျွန်တော်မသိဘူးတန်ရာရရင်လည်းပဲကျွန်တော်ခဏကပြောသလိုပဲတည်ကြတယ်ဒါကျွန်တော်အနေနဲ့ကာလာရှိသူသူနားရတဲ့အခါမျိုးတွေကြီးပဲရဲ left center back ဒီဦးစားပေးပြီးတော့ကျူပန်းတဲ့နေရာလို့ကျွန်တော်ထင်တယ်ဆိုရင်ညီကလေးအနေနဲ့ရော left center back မှာ ဘယ်ကစားမဖြစ်သူကိုခေါ်တင်တယ်လို့ထင်ကြတယ်။အတင်းရဲ့ခံစစ်၃ောက်ထဲမှာဆိုလို့ရင်ဘယ်နေရာကိုအားအဖြစ်တင်ဆောင်လို့ကျွန်တော်ထင်ကြတယ်။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်။